ဝမ်းသာတာဟောဒီကောင်းလေးတပွဲလုံးဒီဘောမတပွဲလုံးကလငကြစ်ဒီအောက်တန်းစားတွေပါဆိုဖြစ်သွားမှာပေါ့မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်တင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အင်းလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်ဘိုင်းကမြန်မာဘိုင်းကတရားနာအားလုံးပြည့်စုံကြပါစေဗျာဒီနေ့က9ရက် 6လ2025ဘောနော်ရခိုင်မာကရခိုင်မာကရေးရေးလေးတော်တော်ကြီးနေတယ်ဗျတော်တော်ကြီးပြီရခိုင်မာပြီးတော့ကြက်ဟိုစာဝန်တွေဒုက္ခရောက်တဲ့အပြင်ကိုသူကဘာဖြစ်နေလဲဆိုတော့နေဆရာတွေနေဆရာတွေလည်းတော်တော်ဒုက္ခရောက်နေမိုးတွေကကြွာရေးရေးကြီးဖြစ်နေတာဒါအင်းအကျန်းဖက်ကဒါတို့ဘောမှာအာဟုတို့ပေးတဲ့စိုးကြိုးတွေပေါ့ရခိုင်တပြည်လုံးဝခံစားနေကြရပြီเนาะ ပြီးတော့ရခိုင်သူရခိုင်သားတွေကလည်းအေးကိုတော်တော်မုန်းနေကြပြီနော်သူတို့ပြောတဲ့အာရက်ခံအာရက်ခံအာရက်ခတော့ခံလားမခံလားတော့မသိဘူးလုံးလုံးစဲသူတို့ခံနေရပြီခံနေရတော့တဲ့ကြာလာတော့မုန်းတိစိတ်တွေဒါကရွှေချာစိတ်တွေအေးပေါ်မှာများလာပြီနော်အခုကြောင်းဖြူမှာဆိုလို့ရှိရင်ဒါတပ်တော်ကအဲသူတို့ရခိုင်ထိပိုက်ကသူတို့ရခိုင်တိပိုက်ထားတဲ့ရွာတွေပေါ့ဗျာအဲ့မှာဆိုလို့ရှိရင်ဟိုဘက် ကျောင်းပြုတ်ဟိုဘက်မှာ၄၅၆လောက်ရှိတဲ့နေရာမှာကျွန်တော်၃၄ရောင်လောက်တော့အဲလိတ်ခမော်လို့ဝါညာအဲ့ဘက်ချမ်းလေးပေါ့အကုန်လုံးဒါတပ်မတော်ကပြန်လဲထိန်းချုပ်လိုက်တာတွေ့ရတယ်เนาะအဲ့ပြီးတော့တ냐ဝလီရေးတဲ့စကန်လည်းဒါကောင်းကောင်းမမော်ကိုဒါသူတို့ထွက်ပြီးတော့ဟိုတိုက်ခိုက်နေတာကိုတွေ့ရတယ်ပြီးတော့သူတို့ကခံစင်းမဟုတ်ဘဲနဲ့ဒါစစ်ကြောင်းတူရှင်းနေနေတာတွေ့ရတဲ့အခါကျတော့အဲဒါကောင်းတယ်မကောင်းဆိုတာတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် စေချောင်းထိုးတော့ကောင်းလားစေချောင်းဝန်ထိုးဘက်ခံတိုင်းရင်ကောင်းလားဆိုတော့ခါကြတော့ဒါတော့ဟိုခံနေမဲ့သူကတော့ခံတိုက်တဲ့ခံစစ်လုံတဲ့ခါကြတော့အပြင်ကနေရာတွေကောင်းကောင်းယူနိုင်တယ်တစ်ပင်နေပေါ်မှာဒါသူတို့တပ်မတော်ကိုတိုက်ပြီဆိုလို့ချင်းတစ်ပင်မတော်မှာအိမ်ပိတ်ပြီးဆောက်တာတစ်ပင်အမြင်ဆုံးကတော့စနိုက်ပါရင်းနဲ့လုံနိုင်အောင်လို့တက်တက်နနအရင်ဆုံးအချိန်ယူတယ်သူတို့ကဒီနေရာကိုတိုက်တော့မယ်ဆိုအဲ့ဒါနံပါတ်1 view ပါသူတို့ရဲ့အောင်မြင်မှု view ပါအဲ့ကျွန်တော်လုံးသိတယ်ဆိုအဲ့ရခိုင်ဘက်ကနေပြီးတော့မှအဲ့ဒီ ဟိုဖိုင်ဖိုင်ပို့လိုက်တာတွေ့လို့အဲ့ဒါကြည့်ပြီးဩသူတို့တွေတက်ပင်နေပုံမှာတက်ပြီးတော့အဲအဲ့လိုစတိုင်ပါတွေတော့ကြာကြာနာနာကောင်းကင်ရန်ကြည့်မယ်ဆိုပြန်လို့ရှင်လည်းပဲအဲ့မှာသူကဘာမှမမြင်ရတဲ့ပုံစံမျိုးပေါ့တက်ပင်နေကြီးပဲဖြစ်နေတော့တက်ပင်ကြီးထဲမှာပဲတေးတဲ့ကြာကြာနာနာကိုသူကလှုပ်တာဖြစ်တော့အဲ့တော့သူကတနည်းအောင်တိုက်တော့မှဆိုအဲ့ဒီဟာကိုတေးတဲ့အချိန်ကြာကြာနာနာယူတာတက်ပင်ကြီးတဲ့နေရာတွေမှာသူတို့လှုပ်ရှားလို့ရအောင်စနိုက်ပါနဲ့ဟိုထီအောင်မဲ့နေရာတွေကိုတော်တော်များများတက်ပြီးတော့ အဲ့လိုတွေအယုံဆုံးအထိုင်ချနေချပြီးတော့မှသူကလှုပ်တဲ့အခါကျတော့အဲတပ်တော်ဘက်ကသူတွေကအပြင်ထွက်လိုက်တာနဲ့စတိုင်ပါတွေထိတာတွေနောက်တပ်တော်အရာရှိကြီးတွေလည်းစတိုင်ပါထိတာတွေဖြစ်ကုန်တာနော်အဲ့ဒီဖြစ်ကုန်တာကကျွန်တော်ကအဲအဲ့ဒါပြီးတော့မှသွားတည်တာကနမို့ဆိုကျွန်တော်အစိုးရပြောတယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ဟိုဘက်ကအဲဒီလိုမျိုးဒီလိုမျိုးဖြစ်တယ်ဆိုတော့သူတို့ဘက်ကမှကျင့်တတ်တဲ့လူများများတယ်အဲ့တော့ပို့တာပေါ့နော်ပို့တဲ့အခါကျတော့အခုကကဟို နေနေရှင်းတဲ့နေရာမှာနံပါတ်1သတိထားမှာအဲ drone တွေနဲ့ပဲတော်တော်များများကိုကျွန်တော်တို့နေနေရှင်းလင်းမှာအစဉ်ပြေးလိမ့်မယ်ကျွန်တော်တို့နေရာတိုင်းမှာနိုင်ငံတကာမှာတိုက်နေတာကြီးလို့ကြဒီမျိုးတိုက်မှာဆိုဒီမျိုးလိန်နေတဲ့ drone တွေဆိုတခါတည်းရှင်းလင်းပြီးတော့အကြမ်းဖက်တွေတရားဝမရှိအောင်ရှင်းနေရှင်းပြီးတော့မှအဲရွာတဲ့တွေဝင်ပြီးတိုက်နှမို့ဆိုလို့ရှိရင်တော့အဲရွာကန်တွေအကုန်လုံးကမြောက်ပိုင်းရခိုင်တွေကသူတို့အကုန်လုံးကတစုတဲ့တစည်းတဲ့တွေအဲရွာလဲဝင်တဲ့အဲအေးပဲရွာလဲမဝင်ကြိုက်တဲ့ရွာဝင်အဲရွာလေးအားလုံးကအေးတွေပဲ ။ဘာဖြစ်လို့ဆိုတော့ဓာခန်ဒီဖြစ်စေလက်မခန်ဒီဖြစ်စေထောက်ခန်ဒီဖြစ်စေမထောက်ခန်ဒီဖြစ်စေသူတို့တောက်ဖို့တောက်ခန်နေရတာ။အဲ့တော့ဒါလို့မပြောလဲသူတို့ကဒါ A ရဲ့လုံဝင်နေဖြစ်တဲ့ဒလန်ဆိုပြီးတော့သူတို့ရှင်းလင်းခံမှာဖြစ်တာမျိုးရှိတော့အဲ့တော့လူမျိုးနဲ့လည်းတွေ့ခွဲရတာဖြစ်တဲ့အခါကျတော့ပိုဆိုးတာပေါ့။အဲ့တော့တမလို့စစ်ကြောင်းစီအနေနဲ့အဲဒါကျွန်တော်ပြောချင်တာကတော့ဒီ drone နေနဲ့ပဲအဲလက်နက်ပဲအားကိုးစေချင်တယ်လူတော့အားမကိုးစေချင်ဘူးလူအားကိုးရင်တော့ခံရလိမ့်မယ် ။ဘာဖြစ်လို့ဆိုတော့နေမြေရောက်တော့လကောင်သူတို့ရဲ့အတာသီးယူရတာပါလဲဆိုတော့ဒီနေရာလေးသူတို့တော်တော်များများရေရှိအဲဒါနှစ်တော်တော်ကြာကြာနှစ်တော်တော်ကြာဆိုတော့ဒီ၄နှစ်လောက်ကာလမှာသူတိုက်ဝဲတွေတိုက်လာတဲ့ကာလတချောင်းလုံးမှာသူတို့အထိုင်ရပြီးသားတက္ကလူတွေအပြင်ထွက်ဖို့ဆိုတော့တိတ်မှာလို့အဲ့တော့အဲ့အထိုင်တွေမှာသူတို့တကြတဲ့နာလောက်ထားတာတွေရှိတော့တန်းတော်ရဲ့စကြောင်းထိုးတာတဲ့ကျွန်တော်တို့ဒါမြေပြင်ရဲ့ဝေဟင်အနေကကောင်းကောင်းရှင်းပြီးတော့မှစကြောင်းထိုးတာပုံပြီးတော့အဆင်ပြေမှာလို့ကျွန်တော်အနေနဲ့ထင်တယ် အဲ့တော့ဒါကျွန်တော်မြင်တွေ့ရတာကိုပြောပြတဲ့နေမှာအခုစစ်ကြောင်းတွေထိုးနေတာကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့လေကြောင်းကနေနောက်က drone နေနဲ့ပဲတေချာတန်ရွာတေရွာကိုတခါတည်းအပြည့်ရှင်းပြီးတော့မှတက်တက်သွားတာကမှပို့ပြီးတော့ကျွန်တော်တို့ပေးဆက်မှုအားနည်းမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်เนาะဒါလေးတော့ပြောချင်တယ် AI တိုင်းတက်ဆက်လုံးမှာတော့ AI တိုင်းမှာတော့နည်းနည်းအောင်ဝဲတွေရှင်နေတယ်ဗျ AI တိုင်းမှာဒါငြင်းနေတယ်ငြင်းနေတယ်ဆိုတော့ တက်ကလည်းအမုံလိုက်ရှင်းနေတာရှိတယ်ဒူတိုင်းကလည်းတော်တော်ရှင်းနေတာရှိတယ်ဆိုတော့ဒါ AI တိုင်းဒူတိုင်းကလည်းဒါလေးစားစရာပုံကုတ်တူပဲဖြစ်တယ်နော်နောက်ဘပေါ်မှာလည်းဟိုနေနေအိုးဘာမန်စီတော့လာမသိမန်စီတော့အဲ့ရဲမေတွေပေါ့ဗျာရဲမေတွေမိသွားတဲ့အားလေးတွေပေါ့အဲ့အားတွေကိုပြန်ပြန်ပြပြီးတော့အခုပဲဖြစ်နေလို့ဘာလို့ဖြစ်တယ်ဒါလို့စိုက်ွားတွေတုံးနေတာကိုလည်းပဲတွေ့ရတယ်နော်နောက်ဒီကျွန်တော်ပြောချင်တာဘောမဆိုတဲ့သူတွေပေါ့ဗျာ ကိုကိုဘောမပါဆိုပြီးတော့သူတွေပေါ့နော်ဘောမဆိုပြီးအမိတက်ခံထားတဲ့သူတွေပေါ့အဲ့လူတွေကိုကျွန်တော်ပြောချင်ခင်ဗျားတို့အကုန်လုံးကအကုန်လုံးကကျွန်တော်ကျွန်တော်တို့ကအဲဒါမှန်ကန်တဲ့ဘက်ကယက်တည်တယ်ဆိုပြီးခင်ဗျားတို့ကိုကိုကိုယုံကြည်ထားကြတာလားကိုကိုယုံကြည်ထားကြတယ်ယုံကြည်ထားကြတယ်ဒါဘောမကမှန်ကန်တဲ့ဘက်ကိုယက်တည်တယ်လို့ကိုကိုယုံကြည်ထားလို့ဘောမအဖြစ်ခံယူကြတယ်ဆိုလို့ချင်းမှန်ကန်တဲ့စိတ်မှန်ကန်တဲ့အတိမှန်ကန်တဲ့အတွေးခေါ်တွေးခေါ်ပြီးမှန်မှန်ကန်ကန်လုပ်ကြပါ ကိုဇော်ဘုန်းကြီးကလွတ်လာတာမဟုတ်သေးဘူးဟိုးရက်ကဟာတွေပြန်ပြန်ပြီးတော့ဒါကနာတို့တိုက်กว่าမဟုတ်ဒါဟာကိုကိုရှုံချမှာငါတို့ကလည်းမဟုတ်တဲ့အဖွဲစည်းပါလားဆိုတာမျိုးခင်ဗျားတို့ဖြစ်သွားလိမ့်မယ်မလုပ်ပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့အာတကယ်များလားတကယ်များလားဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်သူခင်ဗျားတို့တိုက်ခိုက်နေတာအဲ့ဒါမျိုးနဲ့တိုက်ခိုက်လို့မရဘူးအဲ့ဒါကအောင်တန်းစားကြီးတိုက်ခိုက်တာပဲဖြစ်တယ်ကိုယ်စဝိုင်းမလို့သိပါပဲလူတိုင်းကကျွန်တော်ပြောပြမယ်အဲဘေးကအကြောင်းတဲ့ပြုဆိုဒါတည်းရင်ဆိုင်လို့ရတယ်ရှင်းလို့ရတယ်တောင်ကြလည်းဘာမှပြဿနာမရှိဘူးနော် ထောင်ကြလဲဘာမှပြဿနာမရှိဘူးအကုန်သိတယ်တစ်ဖက်ကပြောလို့ထူထောင်ရိုက်နေပါညာပြောတယ်ခဏထောင်တဲ့နေမှာသွားနေကြည့်ဘာမှစောက်ပြဿနာဘာတစ်ခုမှမရှိဘူးเนาะပြီးတော့ကိုစောဘိုးဟင်းလို့ဆိုတာကခင်ဗျာဘောင်းချာနေတဲ့သူတွေเนาะဘောင်းချာနေတဲ့သူတွေဟိုလိုကျွတ်စွတ်နေမဟုတ်ဘူးခင်ဗျာဟိုနေပါလေဟိုအလုံးလုံးရမဲ့သူတွေမဟုတ်ဘူးသူကအေးအေးရှင်းအောင်မှာသွားပြီးတော့နှံ့နေပြီးတော့မှစားလိုက်တောက်လိုက်အိတ်လိုက်နေပဲကျမ်းမာကြီးကိုကောင်းကောင်းအသက်ရှူလို့ရတဲ့လူတွေ နော်ဒါတွေကတော့ပူစရာလည်းမလိုဘာမှမရှိအဲ့ဒါကိုတစ်ဖက်ကိုလာပြီးတော့ကိုဇော်ဝဲရပဲလိုက်လွတ်နေပြီလို့လို့ဘာလို့လို့လွတ်လာပြီလို့လို့ဘာလို့ညာလို့လို့ ਨੇ ဒါရှင်းပြရှိတာတော့ယောက်ျားတွေရှင်းကြမှာပဲတစ်ဖက်ကိုတော့များတို့မဟုတ်တော့ခွာရေပြောတော့ခင်ဗျားတို့ဟိုဘောမဆိုတာလဲကလင်ငယ်ချက်ကောင်းနေပဲကလင်ငယ်ချက်ကောင်းမနေပဲဖြစ်ကုန်မှာပေါ့ဘာဖြစ်လို့ဆိုမိမိတို့ကဘာသာတာနာလဲတည်တန်းကျင်တယ်ဟိုနိုင်ငံကြီးနဲ့တည်တန်းကျင်တယ်တန်းတော်ကြီးကိုလည်းအားကိုးကျင်တယ်ဆိုလို့ချင်းမှန်ကန်တဲ့ဘက်ကရက်တီပါမှန်မှန်ကန်ကန်ပြောပါမှန်မှန်ကန်ကန်ဆိုပါနော် ဒါလေးကျွန်တော်ပြောခြင်းလေဒါကိုစပွေးတက်လာတူတော့ကျွန်တော်တို့ကဟိုရှင်းရင်းပြောလို့ရှင်လို့ရှင်မှန်ငန်နဲ့လမ်းစဉ်ဆိုလို့ရှင်ကျွန်တော်တို့ကအကုန်လုံးအားပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါနိုင်ငံအတွက်ပြောပြီးနေတယ်နော်ပြောပြီးနေတယ်ပြည်သူအတွက်ပြောပြီးနေတယ်အဲဒီနေရာမှာကိုဇော်ဖုန်းရ level ခင်ဗျားတို့မှန်မှန်ကန်ကန်ပြောပြနေတယ်လို့ယူဆလို့ရှိရင်ခင်ဗျားတို့အကုန်လုံးကမှန်မှန်ကန်ကန်လုပ်ပေးပါ အဲ့ဒါ तू မလွတ်လာတယ်ဘာဖြစ်လဲမလို့မလို့ဘာဖြစ်လဲရှင်းစာကြီးကရှင်းရမှာပဲလူဆိုတာတော့ညာဒါအမားနဲ့မกินတဲ့ကိစ္စပဲရဲ့ဒီပြဿနာတွေကဘာမှဖြစ်တာမဟုတ်ထောင်ကြတဲ့လူတွေတေတံကြအောင်လွတ်တာညာတေတံကြအောင်လွတ်တယ်ဘာမှတိတ်ဆိတ်ဝင်စားကြမလို့နော်အဲအဲ့ဒါကိုကျွန်တော်ပြောချင်တာကတော့မဟုတ်တာကိုအဟုတ်လို့ပြီးမတင်ပါနဲ့တစ်ဖက်လူရဲ့အာဒါဝမ်းသာလာวะဒီကောင်းလေးတစ်ဖွယ်လုံးဒီဘောမတစ်ဖွယ်လုံးကလင်ငကြစ်တွေအောက်တန်းစားတွေပါဆိုဖြစ်သွားမှာပေါ့မဟုတ်တော့မတင်ကြပါနဲ့တယောက် အဲ့ဒါလေးကျွန်တော်ပြောချင်နောက်ဝက်တော့ကိစ္စဝက်တော့ကကိစ္စအနေဒီမှာဆိုလို့ရှိရင်ဒါဒါဖမ်းကြောတော်တဲ့ဒီမှာဆိုစိုက်ကလေးဆိုကားလေးဆိုတပြေးတပြတ်အကျွဲတော်တော်များများပြပြကြကြပဲရန်ကုန်မြို့မှာဆိုလဲရှင်းတယ်တော်တော်ရှင်းသွားကြတာရှိတယ်အဲ့ဝက်တော့ကကိစ္စတော့ကျွန်တော်ကပြောစရာမလိုဝက်တော့ကားဆိုတာကပတ်စံရှိလို့စီးတာတရောင်းသားလေးစီးတာမဟုတ်ပတ်စံရှိတဲ့ကောင်းတဲ့စီးတာတိတ်စိတ်ဝင်စားဝက်တော့ကားကိုပြောတာဒါမဲ့စိုက်ကြပြန်တော့လဲကျွန်တော်တို့ကျွန်တော်ပြောသလိုပေါ့ အဲရက်ကွက်တည်ရဲ့ဒါတက်တဲ့ငံကပ်ပြားလေးတွေနဲ့သူတို့ကကုံစေးရောင်းတဲ့ဆိုကုံစေးဒါလေးလှုပ်တဲ့ဆိုအဲ့ဒီအထောက်သားစာရွက်ပေါ့အဲ့ဒါလေးနဲ့လှုပ်ပေးပြီးတော့ပေးပြီးတော့စီးသိမ့်စီးစီစေခြင်းနဲ့လိုင်းစင်တော့ကျွန်တော်အနေနဲ့လှုပ်ပေးတောင်တော့လက်မခံခြင်းဘူး ဘာကြောင့် license နဲ့လုပ်ပေးလဲဒါတည်းကကျွန်တော်တို့ဒါကြုံတွေ့လာမယ့်ဟာတွေကအစိုးထိုးတွေအများကြီးရှိတယ်လမ်းတည်းတွေထွက်လာနိုင်မယ်လူရုံမှုတွေထွက်လာနိုင်မယ်အာဒါ license နဲ့ပဲဆိုပြီးတော့ဝိုးဆိုပြီးတော့အဲထိုးတက်လာလူရုံမှုတွေစိုက်ကင်နဲ့လုပ်လာမယ်ပြီးအဲစိုက်ကင်နဲ့လမ်းတည်းတွေဖြစ်လာမယ်လမ်းပေါ်မှာကားတွေမောက်အဲစိုက်ကင်တွေက light show ပြီးတော့မှ anti တွေဖြစ်လာမယ်စိုက်ကင်များများစီးရင်လူများများသိမ့်မယ် နိုင်သေးပေးလိုက်ပေးလိုက်လို့ရှင်အဲ့မှာတရားဝင်လို့လို့ဘာလို့လို့ဖြစ်သွားပြီဆိုလို့ရှင်အဲ့မှာចောင်းသားကလေးတွေကစီးလာနေမှာစီးလာတဲ့ကចောင်းသားကလေးတွေရင်တိုင်းမှုတွေအများကြီးရှိတဲ့စိုးကျိုးကြီးအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုမပေးစေချင်ဘူး။နော်မပေးစေချင်ဘူးလိုင်စင်ကတော့ကျွန်တော်တို့ပေးစေချင်တာချိုးချိုးလေးပါလဲဆိုရင်တက်တေကန် ဆာရွက်လေးနဲ့ထောက်သားလေးနဲ့ဒီသူသည်ဈေးရောက်တဲ့ပုံကိုဖြစ်တဲ့ဈေးရောက်နေဆိုဈေးရောက်တာဘာလို့တာဆိုဘာလို့တာဒါလေးပဲရိုးရိုးသားသားကိုယ့်ရဲ့ဟိုဝင်းဆောင်ကိုဖြည့်ရှင်းဖို့ပြည်သူလူထုရဲ့ခက်ခဲနေတဲ့ဒုက္ခကိုဖြည့်ရှင်းဖို့တော့ဒါမျိုးတော့လက်ခံတယ်ဗျဟိုကလိုက်သေးပေးလိုက်ဆိုခင်ဗျားကမယုံကြည်လားအဲ့မှာလမ်းသေးသေးအုပ်စုလိုက်ထွက်လာမယ်ဝေးလာလာနေနဲ့ညနေတော့ဟိုးနေလို့နေခင်းဆုံးပြီးဆိုင်ကအိမ်စိုးတွေဖောက်ဖို့ကြောက်ဘုံဆိုကားလေးရှေ့ပြတ်ပြီးဒါလေးခင်ဗျားတို့ကြုံအောင်မယ်မယုံလို့ရှင်ကိုပေးကြည့်လိုက် ်ခေါင်းကျိုးရှိမှဆိုးကျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအဲပြည်သူတွေလည်းပဲဆင်းရဲပြည်သူတွေပဲတက်တာအောင်ဒါဝက်တော့ဆိုတာချမ်းသာတယ်ကားစီးတဲ့ကောင်တွေကဒီဆင်းရဲပြည်သူလေးတွေအစဉ်ပြောင်းလို့တော့ဒါလုံပေးစေခြင်းတယ်လို့ပဲပြောချင်ပါတယ်เนาะတက်တဲ့ကံကပ်ပြားလေးနဲ့ပဲသူတို့ရဲ့ထောက်ခံစာလေးလုံပေးပြီးတော့သွားလာခွင့်ပြုစေခြင်းပါတယ်လို့ပြောနေပဲအားလုံးကျမ်းမကြပါစေဗျာ